ားတွေကပြောတယ်တဲတဲကမင်းသမီးဖြစ်မှာလို့ကျွန်တော်ပြောတယ်ဆိုတော့သူရုပ်ရည်ရာဆိုမစ္စတက်ကိုသူမင်းသမီးရုပ်ရည်မှာပို့ပြီးဟောဖြစ်တယ်အဲ့လိုပြောဟိုပြီးတော့လဲရလဲရစေခြင်းတယ်ပေါ့နော်ဒါပေမဲ့ဟိုပွဲမှာအဆင်မပြေဘူးဖြစ်တာတော့စိတ်တော့မကောင်းဘူးနော်တကယ်ချင်းလို့သူကငားတယ်ပြိုင်နေတယ်လို့ပဲတကယ်ချင်းနင်းပြိုင်မနေပါနဲ့ဘာဆိုတော့ရက်ရက်နဲ့တင်နင်း90ပြုတ်သွားပြီလို့ဒီလိုလေးဟိုဖြစ်လိုက်တာနဲ့စင်မရောက်တာနဲ့ပြုတ်ပြီးရတယ်ရက်ကအမြင့်ကြီးနေပဲနော်လို့ဥမာကြည့်အောင်နော်ငါပဲ3လေးနော်ကိုရင်နုတယ်တဲ့ဟုတ်တယ်မဟုတ်လား ငယ်ချင်းဆီရအောင်ဒုက္ခအပြီးနိုင်ဆုံးသောတငယ်ချင်းတငယ်ချင်းဆိုကြောက်နေပြီတရားဖုံးလာပြီတငယ်ချင်းဆိုငါကြောက်နေပြီပတ်ပြရအောင်တငယ်ချင်းလေးဟမ်ဒီလိုပဲအဲ့လိုဆိုလိုက်တာပါဆိုတော့လေဒါမဲ့ဟိုကျွန်တော်ကသူသူကျွန်တော်ကနည်းနည်းရက်နည်းနည်းလေးဟွာပြီတော့သူတော်တော်စောက်လိုက်ရပါဆိုတော့ကျွန်တော်အားရက်ကဇလန်တွေရိုက်ရက်တွေဝင်သွားပြီဆိုကျွန်တော်အားရက်ရှိလေးတည်းမလားအခုကရက်ကလေးထုတ်နေရအရှမ်းနေနေဟို ပတ်စံနေပါရေးဆိုရင်ထားဖို့နေရာတော့မရှိတော့ တာမထွေးရဲ့ Miss Super Nation နဲ့ပေါ့နော်ဒီပွဲဒါအင်အောင်ရှင်အလားမပြိုင်ပွဲအဲ့မှာကျွန်တော်ကိုဖြော်ပြေးလေးနဲ့အဲဟိုတာဝန်ယူပေးပါပေါ့ဆိုတော့အာဒီပွဲမှာဒါကျွန်တော်ဒါအမတွေရှိုးရှောက်နေတဲ့အချိန်မှာကျွန်တော်ဖြော်ပြေးအနေနဲ့ဖြော်ပြပေးရမှာပေါ့ကျွန်တော်ဒီရှိုးရှောက်တဲ့အဲ့ဘာလဲကျွန်တော်ဆိုတဲ့တခြင်းပေါ်မှာပဲတို့ရှိုးရှောက်ကြမှာပေါ့အဲ့လိုပုံစံမျိုးအော်ရှင်เนี่ยပထမဆုံးပြောချင်တာကတော့လေဒီရှိုးရှောက်တဲ့ပွဲမှာ ကျမတငယ်ချင်းပေါ့နော်။ तू ကစိတ်ပါပြီးတော့ဝင်ပြီးတော့ရှောက်နေရင်တော့ကျမမသိဘူးပေါ့နော်။အဲအဲ့လားလေးအရင်ပြောချင်ပါလား။ကျင့်လား။အခုလေငါအိမ်ကကျင့်လားလေ။ငါဖက်တော့မြင်။အခုညညဆိုရင်အိမ်ကကျင့်နေဒုက္ခပဲ။တိရသူဒီလိုဒီလိုဒီလိုလေး။အဲအဲ့လိုလေးအရန်ညွဲ့ဝိုင်းတော့ကျမမသိပါဘူးလို့နော်တငယ်ချင်းနော်။ကျမခိုးကြည့်ရပေါ့။တခါလေးကျရင် तू ရေချိုးပြီးရင် तू ကအတူအဲ့မျိုးတွေ तू ရှောက်တက်တယ်။ကျမတခါလေးကျရင်ချောင်းကြနောက်တာပါနော်အလကားလို့။ तू ကျွမ်းနေနော်။စီကျင့်တော့ကျင့်တာလေ။တော့မှမလို့ငါလည်းမ တော့၅လမလား၆လမလားခင်ဗျစိတ်တက်တယ်နော်ကျမ်းမဲ့ဒီဟာအဲ့ဒါအရင်လဲလေဒီလိုလေအာကော့ပြန်လန်ပြီးလှရတာပဲပေါ်ရီကလည်းတောင်းတဆိုတာအမှန်တိုင်းပြောရလေနိုင်ငံနိုင်ငံတိုင်းနဲ့ရှင်တဲ့အခါကြတော့လေကိုယ်နိုင်ငံမှာအဲအင်အားလေးလိုတယ်ပေါ့နော်ဆိုတော့ဟိုရလဲရစေခြင်းနဲ့ရစေခြင်းတဲ့အခါကြတော့အဟိုအရေးချင်းလည်းတကယ်ရှိတယ်ဆိုတော့ကျွန်တော်ဝန်းရံပေးတယ်ပေါ့နော်အဲဆိုတော့ဟိုဒီလောက်လေးပို့စေးတင်ပေးတယ်ဒီလောက်လေးကကျွန်တော်တွတ်တော့ဘာမှအပန်းမကြည့်ဘူးဘာဖြစ်ဆိုတော့ ကျွန်တော်တို့ဒီ artist ဖြစ်တဲ့ခါကျတော့လေ social မှာကျွန်တော်တို့ကပို့ပေါက်တယ်ပြီးတော့ဒီအဲ account တွေရတယ်ကျွန်တော်တို့ post ကတခြားသူ post နဲ့မတူဘူးလေအဲ့တော့ခါကျတော့ပို့ပြီးတော့ထိရောက်တယ်ပေါ့ထိရောက်တဲ့ခါကျတော့အဲဝင်းရံပေးပြတယ်ဘာလို့ဆိုကိုယ်နိုင်ငံကလေးတွေတော့ပြန်ရတဲ့ခါဒီကလေးတွေကိုအဲဟိုအမှန်တိုင်းပြောရင်ကိုယ်ညီတွေညီမတွေကိုကိုယ့်ထက်တော်စေတော်စေခြင်းနဲ့ကိုယ့်ထက်ပို့ပြီးတော့ထူးထူးချွန်စေခြင်းနဲ့ပေါ့နော်အဲ့တော့ဟိုအမှုပညာပိုင်းနဲ့ပတ်သက်ရင်လည်းကျွန်တော်အများကြီးကူညီပေးပါတယ်အကုန်လုံးပေါ့နော်အဲအဲ့လိုပေါ့အာ အဲစရရပြောတယ်တသက်ကမင်းသမီးဖြစ်မှာလို့ကျွန်တော်ပြောတယ်ဆိုတော့ तू ရုပ်ရည်ရာဆိုမစ္စတက်ကို तू မင်းသမီးရုပ်ရည်မှာပို့ပြီးွားဖြစ်တယ်အဲ့လိုပြောဟိုပြီးတော့လဲရလဲရစေခြင်းတယ်ပေါ့နော်ဒါပေမဲ့ဟိုပွဲမှာအဆင်မပြေဘူးဖြစ်တာတော့စိတ်တော့မကောင်းဘူးနော်ဟိုအမအမတွေညီမလေးတွေစူးစမ်းပါလို့နော်ဒါပေမဲ့သူကအခုခေတ်အိမ်နောက်တဲ့ဆိုပေမဲ့ခလေးတယောက်ဝင်ထားလဲအရန်နေလှနေရောပဲအခုအရန်လှတဲ့လူတွေလည်းရှိပါတယ်အဲအားကြောင့်မလို့လေးအားအားတော့အားကြရတယ်ပြိုင်ချင်းတလူငွေချင်းလို့ သူကငားတယ်ပြိုင်နေတယ်လို့ပဲတကယ်ချင်းနင်းပြိုင်မနေပါနဲ့ဗာဆိုတော့ရက်ရက်နဲ့တင်နေ90ပြုတ်ပါပြီလို့တကယ်ဒီလိုလေးဟိုကဖြစ်လိုက်တာနဲ့စင်မရောက်တာနဲ့ပြုတ်ပြီးရတယ်ရက်ကမြင့်နေပဲနော်လို့မကြည့်အောင်လို့ငါပဲ3လင်းနော်ကိုရင်နုတယ်တဲ့ဟုတ်တယ်မဟုတ်လားအဲကျမတကယ်ချင်းကျမပြောရင်ပို့ရင်နုတယ်လှပါတယ်ကိုတကယ်ချင်းအဲ့တော့လှပါတယ်လှပါတယ်သူကအဲ့လေပို့တော့နုတယ်လေနော်ဟွန်းမဟုတ်သူကတကယ်ချင်းတဲ့ငါတို့တဲ့ဟိုပါလေကျွန်တော်တို့နေပြည်တော်မှာတချင်းဆိုပြီးတော့ဟုတ်တယ် ပြန်တငချင်းနဲ့ငါတို့လည်းဇုံတွဲသချင်းလေးတစ်ပုဒ်လောက်စီစဉ်အောင်အေးလှုပ်လှုပ်လှုပ်လိုက်လို့ရပါတယ်ဆိုအဲ့ဒါမထင်မှတ်ဖဲနဲ့ဒါလေးကဆူပြစ်သွားတာပေါ့နော်အဲဆိုတော့နောက်နောက်နှစ်ပုဒ်သုံးပုဒ်လောက်တော့ကြံပါသေးတယ်ဇုံတွဲဒဘရိတ်တဲ့တီးထားတဲ့နှစ်ပုဒ်သုံးပုဒ်လောက်ကြံသေးတယ်နောက်ဒီရပိုင်းလုံနေတာကျွန်တော်တို့အဲဆရာကိုသဟောင်းရဲ့ဒါလက်တွဲထားမယ်အဲအဲ့ဒါလေး Judas ဆိုတာလေးအားရဲ့လင်းမှာကျွန်တော်တို့အတန်သွင်းနေကြတာပေါ့နော်ဟုတ် Say shine the day လိုလိုကမြူးဆွေးတင်းစဲအဲ့ဒီတချင်းလေးကအရန်ကောင်းတဲ့တချင်းလေးပေါ့နော်အဲဟိုဟိုဘလောက်နားထောင်နားထောင်အရန်နားထောင်လို့ကောင်းတယ်ပေါ့နော်အဲ့တော့ကိုတောင်းနဲ့တငယ်ချင်းရေးလို့ကဲဘလို version လေးနဲ့ပြန်ဆိုမလဲပေါ့နော်တငယ်ချင်းကလည်းသူကလည်းအကြံဉာဏ်ပေးတာပေါ့နော်ဒီလိုဒီလိုလေးတငယ်ချင်းလေးငါတို့ဒီလောက်ကြမယ်ပြန်ဆိုကြမယ်ဆိုတော့အေးပေါ့နော် ကျမရဲ့ဆရာပါလို့အဲမဟုတ်ပါဘူးတငယ်ချင်းတငယ်ချင်းနဲ့တငယ်ချင်းဆရာဒုက္ခအပြီးနိုင်ဆုံးသောတငယ်ချင်းတငယ်ချင်းဆိုကြောက်နေပြီတရားဖုံးလာပြီတငယ်ချင်းဆိုငါကြောက်နေပြီပတ်ပြရတော့တငယ်ချင်းလေးဟမ်ဒီလိုပဲအဲ့လိုစိုးလိုက်တာပါပဲဆိုတော့လေဒါမဲ့ဟိုကျွန်တော်က तू तू ကျွန်တော်ကနည်းနည်းရက်နည်းနည်းလေးဟိုပါပြီတော့ तू တော်တော်စောင့်လိုက်ရပါဆိုတော့ကျွန်တော်အားရက်က ဇလန်တွေရိုက်ရက်တွေဝင်သွားပြီဆိုကျွန်တော်အပြင်ရအောင်အဲ့လိုလေးတယ်မလားအခုရက်ကလေးပုတ်နေရအရှင်းလေးလေးဟိုပတ်စံနေပါလေးဆိုရင်ထားဖို့နေရတော့မရှိတော့မဟုတ်ဘူးအကုန်လုံးကလည်းအဲ့လိုဇလန်တွေရိုက်ရင်ကျွန်တော်သတိရတယ်ပြီးတော့လည်းရိုက်တဲ့အတွဲတိုင်းမှာလည်းပါစေခြင်းပါစေကြတော့ကျွန်တော်တခြားအတွဲဝင်နေပြီဆိုရင်တော့မှသူကရက်လေးတောင်းပြီးတော့အဲငါးစင်းစာလောက်တရရဲဖြတ်တာတို့ဒါ20နှစ်တောင်ကျွန်တော်တတွဲရိုက်ပြရအောင် အဲ့ဒါတရရင်နဲ့အပြီးဖြတ်ပေးမယ်ဆိုတော့တကယ်ချင်းရင်ဖြတ်ပြောလိုက်အောင်မယ်ဟိုကျမတကယ်ချင်းကိုလေပွဲတွေပါလေငားလို့ရှိရင်လေအဲဟိုပေါ့နော်အမှုပညာကြီးလေးကိုတိတိချာချာပေါ့နော်ပေးကြပါလို့ဘာဖြစ်လို့ဆိုကျမတကယ်ချင်းလေအလကားခေါ်တဲ့ပွဲတွေကြလို့ရှိရင်ကျမတကယ်ချင်းထိတ်ဆုံးအပါအဝါပြောလေအမှုဆိုကျမစိတ်ဆိုးတယ်တိတာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အမှုပညာကြီးပေးမဲ့အချိန်ကြာလို့ရှင်ကျမတငယ်ကျုံမေ့မေ့ပြီးထားခဲ့ကြတယ်ဒါပါလေလိုပဲပါရမီလိုက်ပြည့်ပေးရတာအဲ့တော့ music arrange ကြတော့ကျွန်တော်တို့ကြတော့ပါဆိုတော့ဟိုရှေ့ရှေ့ဆိုခဲ့တဲ့လူတွေဒီသချင်းစပြီးတော့ကျွန်တော်ဆိုတဲ့တွေကနှစ်ယောက်လုံးပေါ့ကျွန်တော်တကယ်ချင်းနှစ်ယောက်လုံးကြည့်တယ်ရှေ့ blue တွေဘယ်လိုဘယ်လိုဆိုခဲ့လဲဘာဆိုတော့အဲအားလုံးနဲ့မတူအောင်တော့ကျွန်တော်တို့ကွဲထွက်အောင်တော့အဲ့လိုဘာရှင်းကိုပြောင်းပြီးတော့အပိုက်တွေအရဆိုကျွန်တော်တို့ခွဲပြီးအဲ့လိုဆိုလိုက်တာပါအမှန်တော့အဲမတူကျင်တာပေါ့မတူကျင်တာလည်းပါပြီးပြီးတော့ဟိုကို့စတိုင်လည်းဖြစ်ကျင်တယ်ပြီးတော့ကျွန်တော်ကဘယ်တုံးများတယ်အဲရှင်ရှင်နာညာဘာဆိုတော့အဲ့လိုညာဒီဟို တန်ဘတ်ကိုပို့ပြီးဟိုပါပြဆိုနှစ်ယောက်ကမတ်ဖြစ်သွားတယ်ဖြစ်တဲ့ခါကျတော့အဲ့မှာလိုက်မဲ့ဟာလေးပေါ့အပိုက်လေးတွေခွဲခွဲပြီးတော့ကျွန်တော်တို့အဲ့လတီဆိုလိုက်တော့နည်းနည်းတော့ဝေဘန်တလို့ဝေဘန်မှုတော့နည်းနည်းတော့ရှိရပါတယ်ဆိုတော့ဟိုဆိုနေကြထက်ကိုနည်းနည်းတော့ကွဲသွားတာပြီးတော့ဟို range မှာလည်းကျွန်တော်တို့နည်းနည်းလေးချိန်းလိုက်တာချိန်းလိုက်တော့ကျွန်တော်တို့ကပုံစံမတူအောင်ချိန်းတာတော့ဘလူးနဲ့မှောင်မတူဘူးဖြစ်သွားအဲ့လိုပြောတာဘုရားသခင်ရှေ့တနောရောက်တဲ့ဘင်းရောဆိုင်လို့ တတ်ဘူးမလုံးတတ်ဘူးအဲ့လိုရှက်လို့မလုံးကပ်ဘူးတကယ်ကြီးတိုးဆောင်ပြတယ်လို့တကယ်နေတောင်းလိုက်ပြင်းနေတယ်လို့အဲ့ကင်မရာဘိုင်မကြည့်ရဲကင်မရာလာကြည့်ကိုင်မကြည့်ရဲဘာမှမကြည့်ရဲဟုတ်သူက main screen ကိုရိုက်ရဲတကယ်ကြီး music video ရဲတကယ်ကြီးငါနင်းဟိုလို့ငါလို့နင်းဟိုလို့နွဲ့နွဲ့နေငါဘာနွဲ့ွာလားမသိဘူးလို့ main screen ကို main screen idea ပြန်တင်ပေးနေရဲကွာကိုကအဲ့လိုတောင်းလိုက်နေတော့အဲ့လိုကင်မရာကြည့်ဆိုလို့ရှိရင်အဲ့ကြည့်ရင်မျိုးလုံးကမပွင့်တော့ဘူးအမ်ကိုကဟိုပါ ပရိုဂျူဆာပေါ့နော်အဲပရိုဂျူဆာဆိုအဲနော်ဒါတကယ်ကြီးကဒါတင်ပေးလို့ဒါနည်းနည်းလေးညွှဲလာတဲ့သဘောထားပြာ chain နန်းထဲကကျွန်တော် jurist တွေဆိုတာရှိရပါတော့အဲ့ဒါဆိုတော့၃ဘုတ်လောက်တော့ရှိမှာเนาะအဲ့ဒါအဲ့ဒါလေးကျွန်တော်ဖတ်ဖို့ရှိမှာမကြခင်ထွက်ပါမယ် အာဂျေစုတင်ပါတယ်ကျွန်တော်တို့တခြင်းလေးကိုအဲဝေဖန်အကြံပြုပေးတဲ့ပရိသတ်တွေအားလုံးအားလုံးကိုလည်းတကယ်ဂျေစုတင်ပါတယ်เนาะအားလုံးဟုတ်ကဲ့ ရှင်နန်းတို့တခြင်းကိုဝေဖန်ပေးကြတဲ့ပြိတ္တများအားလုံးကောင်းသူဖြစ်စေဆုသည်ဖြစ်စေအဲပြောပြတဲ့ပြိတ္တများအားလုံးကျေးဇူးတင်ပါတယ်သူဟောအခုဒီပေါ့နော်ဒီ miss ပြိုင်ပွဲမှာဒီအိမ်နောက်တဲ့ miss ပြိုင်ပွဲမှာလည်းဒီပြိုင်ကျင်တဲ့အိမ်နောက်တဲ့အမများညီမလေးတွေညီမလေးများပေါ့နော်ဝင်ရောက်ရှင်ပြိုင်ကျင်နေဆိုလို့ရှိရင်တော့အဲဖောင်ဖြစ်ပြီးတော့ဝင်ရောက်ရှင်ပြိုင်လို့ရပါတယ်လို့ရှင်နန်းနဲ့ကိုတောင်းတင်းကလည်းဖိတ်ခေါ်ပါတယ်လို့တကယ်ချင်းဖိတ်ခေါ်ပေးရောအာဒီပွဲမှာအာ ကျွန်တော်နဲ့အတူတူပေါ့နော်ကျွန်တော်ရဲ့တချင်းနေတဲ့အတူတူလမ်းလျှောက်ချင်တော့လာခဲ့ရောတော့ကျွန်တော်ပြောပါအဲ့ဒါသူဝင်ရတော့မသိဘူးကျွန်တော်မထွေးဝင်ရံပေးကြတာပါကျွန်တော်ကဒါဒါအမရဲ့ပွဲမှာကျွန်တော်တို့ဒါဟိုအနုပညာနဲ့ဝင်ရံပေးဟုတ်